ကျမရဲ့မိတ်ဆွေများလုံးမင်္ဂလာပါရှင်။အခုတောက်ကြသားသမီးများတို့6လပိုင်းတလားစာဦး။ကံကောင်းကံဆူများဦး။ဟောပြောလမ်းညွန်ပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကျမရဲ့ TikTok အကောင့်အပေါင်းလေးနှိပ်ပြီးတော့ follow လေးထားဖို့လိုအပ်ပါတယ်။တောက်ကြသားသမီးများဒီကာလမှာမိမိတို့ ဇနီးမယားအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့ဇနီးမယားကြောင့်စိတ်တော့ကရောက်လာတတ်ပါတယ်မိမိတို့ရဲ့ဇနီးမယားရေချိုးကန်းနေအိမ်သားတွေမှာခြေခောက်လဲတာတို့ချော်လဲတာမျိုးတွေဖြစ်တတ်ပါတယ်အလုံးအကင်နဲ့ပတ်သက်ပြီးတော့အဖွဲအစည်းတွေကြားမှာပရိပခတ်ဖြစ်တာမျိုးတွေထင်လွဲတာအမြင်မာတာမျိုးတွေအဖွဲအစည်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ် တော့မိမိတို့ရဲ့အပြောအဆိုဆုံးဖြတ်ချက်တွေကအတိုက်ခံအပြုတဘောပေါ်မှာရောက်ရှိနေတတ်ပါတယ်အကြီးကြီးရဲ့ကူညီမှုတွေရရှိပြီးတော့မှမိမိတို့ရဲ့လုပ်ငန်းတစ်တွေအောင်မြင်ရတတ်ပါတယ်အထက်လူကြီးကိုစကားပြောဆိုလေးတွေဆင်ခြင်ပေးရမှာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကဒီကာလမှာတောက်ကြသားသမီးတွေကလုပ်ငန်းနှစ်ခုစတင်အကောင့်ထဲပေါ်တက်ပါတယ် ဆုံးဖြတ်ရခတ်တဲ့ကိစ္စမျိုးတွေလည်းပေါ်လာတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှခရီးဝေးတွေလည်းတွားရတတ်ပါတယ်။မိမိတို့အနေနဲ့တိလုပ်ငန်းတွေရတော့ဒီ6လပိုင်းမှာတောက်ကြသားသမီးတွေတိလုပ်ငန်းတွေလုပ်နေနေနော်တိလုပ်ငန်းနဲ့ပတ်သက်တာတွေအိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တာတွေအောင်မြင်ရတတ်ပါတယ်။အမြတ်အစွန် ညာတတ်ပါတယ်။စေမျိုးသားကြီးနဲ့ပတ်သက်ပြီးတော့မှပူပန်တတ်ပါတယ်။အပြိုလူပြိုဖြစ်နေရင်တော့အိမ်အောင်ကြခင်ရှိပါတယ်။တောက်ကြသားသမီးတွေအားလုံးအိမ်အောင်ကြတတ်ပါတယ်။မိသားစုကျန်းမာရေးဂရုစိုက်ပါအဖေမေရဲ့ကျန်းမာရေးကိုဂရုစိုက်ပေးရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီပါဇက်တို့နှောက်ခမ်းတို့မှာအပူဖူးပေါက်တံတို့ ရှာနာတာတို့ဒါမျိုးလေးတွေလည်းယောဂဝေဒနာတွေခံစားရတတ်ပါတယ်။ဝေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ဝေကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီ6လပိုင်းမှာဒီပြီးခဲ့တဲ့လနဲ့စာလို့ရှိရင်တော့ဒီလမှာလက်လာဘတ်တွေဝင်ဝေတွေညားစွာကောင်းနေတတ်ပါတယ်။မင်္ဂလာကိစ္စတွေ ခြေရင်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်။ခြေရင်းမှာလည်းရွေးချယ်ရကတ်တဲ့ရွေးချယ်ရခတ်နေတဲ့ခြေရင်းမျိုးကိုရင်ဆိုင်နေရတတ်ပါတယ်။ကိုချစ်တာတယောက်ကိုလာချစ်တာတယောက်ဒါမျိုးတွေကြုံတွေ့နိုင်ပါတယ်။အိမ်တော်ကြီးမှာလည်းဒီတိုင်းပါပဲ။အဲ့တော့မိမိတို့အိမ်မှာသားသမီးရေဒနာဝင်ကင်းရှိပါတယ်။အိမ်တော်တောက်ကြသားသမီးတွေမိမိတို့အိမ်တော် တဲ့မျိုးသားမျိုးသမီးတွေပေါ့နော်မိမိတို့ရဲ့အိမ်တော်ကြီးမှာကလေးမရတဲ့သူတွေဆိုရင်ကလေးရရှိတတ်ပါတယ်။သားသမီးရည်တနာတွေဝင်လာတတ်ပါတယ်။ပြောရမှဆိုခြေနှစ်ချောင်းဝင်တတ်ပါတယ်။အဲ့တော့ဒီကာလမှာခွေးတို့ကြောင်တို့မွေးမြူလာတတ်ပါတယ်။တနင်္လာသားသမီးတွေကုညီမစာချင်းတွေလည်းခံရတတ်ပါတယ်။တနင်္လာသားသမီးတွေအကျိုးပေးပါတယ်။တောက်ကြသားသမီးတွေကဒီကာလမှာတနင်္လာသားသမီးတွေကြောင့် များစွာကောင်းကျိုးကျေးဇူးတွေခံစားရရှိတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကျမကြီးအထူးကယူစိုက်ဖို့လိုအပ်ပါတယ်။ခြေထောက်မှာထိကြိုက်တံရရရှိတတ်ပါတယ်။သွေးကြောနဲ့ပတ်သက်တာအာယုံကြောနဲ့ပတ်သက်တာတွေဂယူစိုက်ပြီးပါအဲ့ဒီတော့မိမိတို့အနေနဲ့အညံ့နေပြပြောက်ဖို့အတွက်ဆိုရင်တော့ ကမာကြီးဖီးယားမှာတွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်။ကန်းငုံညွန်2ညွန်၊ငွေပန်း3ကုန်၊ကြက်ရှာလေးနဲ့ကုတ်ကားလေးနဲ့အတူကမာကြီးဖီးယားမှာတွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်။မိမိတို့ရဲ့အိမ်ဖီးယားမှာကော်ဖီတစ်ခွက်နဲ့ကော်ပြန့်လေးကတ်လူပေးပါ။ဒီ6လပိုင်းမှာတောက်ကြတာသမီးတွေအထူးလက်ရွှင်နဲ့ကန်လာပါ။ ငွေကြီးကြီးပိုင်းနဲ့အဆင်ပြေပါတယ်။နေ့စဉ်ဝင်ဝေကောင်းကျင်နေဆိုလို့ရှိရင်ကော်ပြတ်နဲ့ကော်ဖီကိုတူတန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့သူအသရိမဲတော်မုံငါဆုံးလေးကတ်ပြီးတော့ပွဲလူထားပေးမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းဆောင်ကနေကောင်းကျိုးကျေးဇူးတွေများစွာထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်။တောက်ကြသားသမီးလားဒီလမှာမညံ့ပါဘူး။ဒီလမှာကံတွေကောင်းနေတတ်ပါတယ်။ ကဲတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရာဆန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်